တရုတ်မီဒီယာဖွဲ့စည်း China Media Group ကစီစဉ်ကျင်းပတဲ့ကမ္ဘာပထမဆုံးဆက်ရုပ်လက်ဝေပြန်ပွဲကိုဒီနေ့တွင်ညမှာတရုတ်နိုင်ငံဟန်ဂျုံမြို့မှာကျင်းပခဲ့ပါတယ်။ဒီပွဲဟာလူသားပုံစံဆက်ရုပ်လက်ဝေပြန်ပွဲအတွက်ပထမဆုံးပွဲဖြစ်ပြီးစိတ်လှုပ်ရှားစရာတွေနဲ့ပရိသတ်ကိုဆွဲဆောင်ခဲ့ပါတယ်။လက်ဝေပွဲမှာပါဝင်တဲ့ဆက်ရုပ်တွေဟာတင်းငိမ်ပြီးသူတို့ရဲ့အားကောင်းတဲ့စွမ်းဆောင်ရည်ကိုပြသခဲ့ပါတယ်။လက်ဝေဝါဒနာရှင်ပရိသတ်တွေအတွက်ရီမောစရာဟာတက်လက်ဝေပွဲတစ်ပွဲလည်းဖြစ်ခဲ့ပါတယ်။ဒီပွဲမှာ Unitree Robotics လို့နာမည်ကြီးနှိပညာကုမ္ပဏီတွေပါဝင်ခဲ့ပြီးဒီကုမ္ပဏီဟာစက်ရုပ်နှိပညာကဏ္ဍမှာရှေ့တန်းကဦးဆောင်နေတဲ့ကုမ္ပဏီတစ်ခုဖြစ်လူသိများပါတယ်။ Global Times ရဲ့ဖော်ပြချက်အရဟန်ဂျိုးမှာစက်ရုပ်နဲ့ဆက်စပ်တဲ့လုပ်ငန်းပေါင်း200ကျော်ရှိပါတယ်။ဒီစက်ရုပ်လက်ဝဲပွဲမှာလက်ဝဲပွဲအစ်စ်တွေလိုသွေးထွက်တန်ရုံမရှိနှာခေါင်းထိခိုက်ဒဏ်မျိုးမဖြစ်နိုင်ပေမဲ့မျက်နှာမပါတဲ့ဒီစက်ရုပ်တွေရဲ့ပြန်ဆဲမှုဟာပြင်းထန်ပြီးစိတ်လုံရှားပွေရာဖြစ်ခဲ့ပါတယ်။ဒီလက်ဝဲပွဲလေးမှာလူသားပုံစံစက်ရုပ်တွေရဲ့ခွန်အား တွက်လက်မှုနဲ့နှီးပညာဆန်းသစ်တီထွင်မှုကိုပြသတဲ့ပထမဆုံးပွဲဖြစ်ပါတယ်။ဟန်ဂျုံမျိုးဟာတရုတ်နိုင်ငံရဲ့စက်ရုံနှီးပညာဖွံ့ဖြိုးရေးဗိုလ်ချုပ်တစ်ခုဖြစ်ပြီးအခုလိုနှီးပညာဆန်းသစ်တီထွင်မှုကိုမြင့်တင်ဖို့စက်ရုံလုပ်ငန်းများစွာစူးစီးထားတဲ့မျိုးလည်းဖြစ်ပါတယ်။ဒီပွဲလေးဟာဖြောပြုံတသက်မဟုတ်ဘဲအနာဂတ်မှာစက်ရုံနှီးပညာရဲ့ဖြစ်နိုင်ခြေတွေကိုထင်ဟန့်ပြသခဲ့ပါတယ်ခင်ဗျာ။